တို့တော်လိုက်ရာဟာတာရှောနိုင်တဲ့အနေအထားမျိုးရှိတယ်ဒီရွေးကောက်ပွဲအတိုက်တာပြောနိုင်သွားပြီဟဲ့စင်ဆိုတော့ဟုတ်ပြီနော်ကျွတ်တော်ပါဆိုရင်ဓမ္မဝုံထောက်ခံပါဒီတရရုရှားဖက်ဒရေးရှင်းဘီလာရုစ်သူရဲ့အခုဟိုမှတ်မှန်ရနော်အာဒီဒီရှာဟဲပူပေါင်းဆောင်ရရေးအဖွဲ့မှာတက်လာတဲ့20ကျော်ကသူ့ထောက်မှတ်လူတွေအိန္ဒိယမှာပါတယ်ထိုင်းမှာဆိုတော့အဲ့ဒီ20လုံးကထောက်ခံပြီဆိုရင် US ကအခုချိန်မှာ Trump ကအကျိုးစီးပွားပဲကြီးပွားရေးသမားတောင်တောင်လာမလုပ်နဲ့လူခွင့်ရေးတွေဟုတ်ပြီနော်ဒီမိုစီရေးတွေတရားမျှတမှုတွေလာမလုပ်နဲ့သူအကျိုးစီးပွားမြေချတတ်တူပေးမလားအခုတော့မှဆန်ရှင်လုပ်ထားတဲ့ခရိုနီ၄ယောက်ကိုဆန်ရှင်ကနေရုပ်သိမ်းပြီးလိုက်အခု lobby company ကအခုထဲတော့မဟုတ်ဘူးနော် DCI တခုလည်းမဟုတ်ဘူးနော်နောက်ထပ် company တခုဒါနောက်ထပ် company တခုက Congress ကိုသူကအချင်းကတ်အဲ့ဒါပထမ DCI company က Republican ကိုချင်းကတ်တယ် ဆိုတော့စဉ်းစားစဉ်းစားကြည့်နော် NUG MOD ကအခုတိုင်းဆက်သွားနေမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရေးရဟာတာလျှောနိုင်တဲ့အနေအထားမျိုးရှိတယ်ဒီဘက်မှာလဲဝါအောင်ပြားပြလိုက်တဲ့အတွက်ကြောင့်မလို့လက်နဲ့စီစဉ်မှုတွေခဲစီစဉ်မှုတွေဒါတွေကိုလည်းတခါတည်းပိတ်လိုက်တဲ့အတွက်ကြောင့်မလို့အဒီတရုတ်ကပြားဘလောက်တော့မှအနေအကြီးလဲဆိုရင်ကျွန်တော်တို့ရဲ့တော်လိုင်းရေးသားကြောကိုဖြတ်ဖို့ဒီကောင်ဦးတည်လာအဲ့ဒီနှစ်ခုပေါင်းလိုက်ရင်ကျွန်တော်တို့ဝင်ဦးတော်လိုင်းရေးရော ဒီဘက်မှာရှိနေတဲ့လူမျိုးစုပေါ်လာရေးတွေပေါ့တာလျှောနိုင်တဲ့အနေအထားမျိုးရှိတယ်